းမဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲချစ်စီလိုက်ပါတယ်ဒီနေ့မက်စလာဆယ်ရက်နေ့ဒီနေ့မှာကျွန်တော်မိဘတွေကိုတင်ပြပေးမယ့်အကြောင်းကအကြမ်းဖက်စစ်ခွေးတက်ခဲ့ရင်ကိုခွဲပြီးတော့အသေးကိုနှိုက်ယူမဲ့စစ်စင်ရေးအကြောင်းနဲ့ပြည်ထိတ်သိမ်းမှကြောက်ပြီးတော့ AR တရားကြီးကိုပါမိုင်းထောင်ထားတဲ့အကြမ်းဖက်စစ်ခွေးတက်အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တဦးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါစေ။ပရမောဦးစွာဒီကိစ္စမှာကျွန်တော်အချက်၃ချက်နဲ့အတူစတင်ခြင်း ਨੇ ။ပရမောချက်ကအချက်မဖတ်စစ်ခွေးတက်ရဲ့စစ်ခွေးလော်ဘီတောင်မျိုးမင်းနဲ့အခြားဘောကိုမနေတဲ့လော်ဘီငတ်စနူကောင်တွေပြောတဲ့ကရင်နယ်တဲမှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအသက်ခံရတဲ့ဆိုတော့အကြောင်းဆိုတော့ပုံမှန်အတိုင်းဆိုရင်ဒီကောင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့သတင်းတွေမှာထည့်ပြီးမပြောတတ်ပါဘူးဒါပေမဲ့ရုပ်သံဗီဒီယိုဖိုင်တွေနဲ့တကွာဒီကောင်တွေဟာသူရဲ့ဒါ channel တွေမှာတင်ပြထားတယ်ဆိုတော့ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ Telegram မှာလည်းဒါဒီကောင်တွေအကြောင်းပေါ့ဗျာကျွန်တော်မရေးတတ်ပါဘူး ဒါပေမဲ့သူတို့ကျွန်တော်တို့ကင်းနယ်ထဲမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအသက်ခံရတဲ့ဆိုတဲ့ဗီဒီယိုဖိုင်ကျွန်တော်ရဲ့ရဲဘော်ရှန်လီ Telegram @ရဲဘော်ရှန်လီမှာဝင်ကြည့်လိုက်ပါဘဲကောင်တွေအသက်ခံရတာလဲဘဲကောင်တွေရုပ်ပြတ်ဆင်းပြတ်ဖြစ်နေတာလဲအဲ့ဒီခွေးမစားကြီးမစားအဲ့ဒီကောင်တွေကိုကျွန်တော်တို့ဘလူမျိုး ရှင်းလင်းရလဲဆိုတာတွေကိုကျွန်တော်ရဲ့ဗီဒီယိုဖိုင်မှာကျွန်တော်ရဲ့မိဘတွေတင်ပြပေးထားပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram မှာပဲဝင်အောင်ကြည့်ရှုပေးပါသူတို့ဟာကျွန်တော်တို့ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဓိကကတော့ကျွန်တော်တို့ဒါဒူးငယ်တွေနဲ့ ERO တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကြားသွေးခွဲမှုပြီးတော့ရင်ကျွန်တော်တို့ပြည်သူတွေရဲ့အမြင်ဆိုတော့ဒီကြားထဲမှာကျွန်တော်တို့တော်လန်ရေးအစကတည်းကခဏချင်းထိသူတို့တွေ သွေးထိုးတက်ရှုနေတာအဲ့ဒါကျမ်းတဲ့စကားတွေပြောရင်ကျွန်တော်ရိုင်းသွားမှာဆိုလို့ကျွန်တော်ရမိပါကျွန်တော်ရဲ့ Telegram မှာပဲဝင်ကြည့်လိုက်ပါကျွန်တော်ဒီဗီဒီယိုကို YouTube မှာတင်ပြလို့မရလို့ပါဘလောက်ထိစုပ်ပြတ်တက်နေလဲဆိုတာဟုတ်ပြီကျွန်တော်ရမိပါဒါကတစ်ချက်ကျွန်တော်ကိန်းအင်ကြီးဝတ်ထားပါတယ် ဟုတ်ပြီနှစ်ချက် AR ရိုင်း AR ရိုင်းတိုင်းဆင်မနာပြင်မှာအကျမ်းဖတ်စစ်ခွေး view ဟာမှုတကောင်ရထားပါတယ်ဆိုတော့ဒီနေ့ကျွန်တော်မြင်ပါတယ်ဝန်သားစရာတွေကြားရမှာဖြစ်တယ် view မှုတကောင်ရထားပါတယ်ဟာကိုရှန်း view မှုတကောင်ရထားတယ်ဆိုတော့အရှင်ရထားတာလားဒါမှမဟုတ်ဖမ်းမိတာလားဘလို့မျိုးလဲဟုတ်ကဲ့ပါရေကြီးတာပေါင်းတိုက်ပွဲမှာရထားတာပါဆိုတော့အဲ့ဒီ view ဟာမူကတော့ အသက်ပါမလာပါဘူးဆိုတော့မကြခင်မှာကျွန်ရဲ့မိဘတွေကိုဒါဒီထက်ပို့ပြီးတော့ဒါတိကျတဲ့သတင်းတွေနဲ့အတူထပ်ပြီးတော့ရောက်လာပါမယ်ဆိုတော့နောက်တစ်အချက်တစ်ချက်အဲ့ဒါသတင်းကလည်းဝတ်တာဆရာပါကျွန်တော်တို့လက်ရှိအကြမ်းဖက်ဆစ်ခွေးတိုက်ရဲ့နောက်ဆုံးပေါ်အကျွေးနဲ့သွားပြီးတော့ဝယ်ထားရတဲ့ night version ပါတဲ့နောက်ဆုံးပေါ်အစစ်မြင့်သူတို့ပြောနေတယ်အစစ်မြင့်ပေါ့ဗျာ အစင်းမြင့်ဒရုန်းခနစင်းကို KIA နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေပြချနိုင်ခဲ့ကြောင်းတီးပြုတ်နိုင်ပါပြီဆိုတော့သူတို့ကလည်းမလုံရဲတာဘာမှမရှိဘူးအဲ့ဒါကြောင့်လဲနိုင်ငံမှာနောက်ဆုံးရောင်းစားအသူမိမကိုပါသွားပြီးတော့အပေါင်အပေါင်ခံထားမယ်ထင်ပါတယ်ဆိုတော့ရဇာကိုသွားတော့ကလည်းပဲဒါကျွန်တော်တို့နိုင်ငံအတွင်းမှာ အဲကျွန်တော်တို့ငငယ်တော့ကြည်ရတယ်ဗောနော်ကျွန်တော်တို့ရက်ွက်ထဲတွေဒါလမ်းကျူလမ်းကြားတွေကိုဒါစောက်လေးတွေဒိုင်းညာညှက်ပြီးတော့ပြီးတော့အောက်ကလည်းပဲဒါအတူအပြတ်တွေနဲ့ရက်ွက်ပတ်ရွာလေပြီးတော့စောက်ရောင်းစားနေတဲ့កောင်ကရရှားတီပါသွားပြီးတော့စောက်ရောင်းစားတာဒါတော့မှ original ပုတ်ဘူးเนาะကျွန်တော်မိတူကူးပြီးတော့ယူလာတာပါ ဆိုတော့ဟုတ်ပြီဒါကအစင်တန်းကိုကျွန်တော်မိဘတွေကိုတင်ပြနေခြင်းဖြစ်တာဟုတ်ပြီသူတို့တွေအော်နေတဲ့နောက်ဆုံးပေါ်အစင်မြင့် night version ဆိုတဲ့ drone ခုနှစ်စင်းကိုကျွန်တော်တို့ပြချနိုင်ခဲ့ကြောင်းကျွန်တော်မိဘတွေကိုဝမ်းသာစရာအချက်၃ချက်ဆိုတော့တိတ်ချက်မှာသူတို့တွေလိန်လေပြီးတော့ဒါဘယ်လိုပြောမလဲဗျာကျွန်တော်အဲ့စကားလုံးမသုံးညင်ဘူးဗျာအဲ့ဒီလို video file တွေဒါ ထပ်ပေါ်နေတာတွေပြီးတော့သူတို့ပြောနေတဲ့အကြောင်းအရာတွေဟာကျွန်တော်ကတော့ကျွန်တော်ရဲ့ဒါ Telegram မှာပဲဗီဒီယိုတက်တင်နေတကွာတင်ပြထားတယ်ဒါကိုမြင်ပြီဆိုတာနဲ့ဘယ်ကောင်ဟာခွေးရုပ်လဲအလောက်ဆုံးပြတ်တက်နေတာကျွန်တော်တို့ဘလို့မကိုဗျာခွဲခြားကြတော့မရှိဘူးပြီးတော့ဘလို့ပြောတာဗီဒီယိုဖိုင်ကမှုန်နေလို့ ဒါမှအဝေးရရိုက်ထားရလို့အဆင်မပြေတာလုံးဝမရှိပဲနဲ့ကျွန်တော် HD တင်ပေးထားပါတယ်ဟုတ်ပြီ AR တိုင်းမှာ viewer တကောင်ရပြီးသွားပါပြီဟုတ်ပြီဒီနေ့အဓိကကျွန်တော်တင်ပြသွားမယ့်အကြောင်းအရာကအကြမ်းမဲ့ဖက်စစ်ခွေးတက်ရဲ့ရှင်ကိုခွဲပြီးတော့အသေးကိုထုတ်ယူနိုင်ခဲ့ပြီလို့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးခြင်းတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးသတိပြုရမယ့်အချက်လဲပါပါတယ်ဟုတ်ပြီ အဲ့ဒါကတော့မကွေးတိုင်းနောက်ဘက်ချံအံပထန်းမင်းဘူးလန်းတိုက်ပွဲပြင်းထန်နေပါတယ်။နရိကံကဘာလုံက69တမမှုကိုတိုင်းခုကံနေရပါပြီ။ဟုတ်ပြီ။ခမာယာ15နဲ့3တက်5ပေါင်းပြီးတော့ခုကံနေတဲ့စစ်ကူတွေလည်းပေးပို့ပြီးတော့အသေးအတန်ခုကံနေကြပါတယ်။ဟုတ်ပြီ။ဒါကတော့ရှစ်စုမဆုတွေကိုထုတ်နှုတ်ပြီးတော့သူတို့တွေ နောက်ဆုံးတရားတော်မဲ့အခြေအနေတိကြောက်လန့်တကြားခုခံနေကြတာဘာကြောင့်လဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြသွားမှာပါဒီနေ့ရဲ့စေအခြေအနေကအရန်ကိုချိန်တော့ပါကျွန်တော်ရဲ့မိဘဆိုတော့အကျမ်းဖတ်စစ်ခွေတက်ခေါင်းဆောင်မာအာလာရုရှားကိုသွားတော့ကလည်းရုရှားသွားခြင်းအထိန်အမှတ်အောင်ပွဲကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေ ျွန်တော်တိပြခဲ့ပြီးဖြစ်လို့တည်ပြီးပါပြီဟုတ်ပြီရုရှားပြန်လာခြင်းအမတ်တရားအနေနဲ့ကျွန်တော်စစ်စင်ရေးတွေဟာတကယ်ကို ကြီးမားကျယ်ပြန့်စွာလှုပ်ဆောင်နေကြပါတယ်ဟုတ်ပြီပထန်းရှိပန်းပထန်းရှိပန်းအသိမုံရလမ်းကို ပိတ်ဆို့ထားပါတယ်ပြီးတော့ကျွန်တော်တို့စင်ဖြူကျွန်းနဲ့တညောင်ဒေတာတွေမှာအကြမ်းဖက်စစ်ခွေးတက်ဟာတင်ကားတွေနဲ့ပါနေမြရှင်းလင်းရေး စစ်ကူစစ်ချီလုပ်နေကြပါတယ်ဆိုတော့ကျွန်တော်စက်ထဲပြောပါအောင်မယ်အဲ့ဒီတင်ကားဆိုတာကိုကျွန်တော်တို့ဒီနေ့ခေတ်ကျွန်တော်တို့ຫນွေဥကပေါက်ဖွားလာတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟာလူငယ်တွေဟာ အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့တင်ကားတန်ချက်ကစည်ရင်တန်းဆိုတာကျွန်တော်တို့အတွက် ဘယူတော့မဆိုင်ဘူးဖြုံလဲဖြုံကျွန်တော်မိပါတယ်ဟုတ်ပြီကျွန်တော်ကာဝေးရေးတဖွဲ့ဝင်တွေ6ဖွဲ့ပေါင်းထားပါတယ်အင်အားတော့ကျွန်တော်မပြောပြသေးဘူးကျွန်တော်မိပါကျွန်တော်ရဲ့ပူပေါင်းမဟာမိတ်တဖွဲ့ဖြစ်ပါတယ်ဟုတ်ပြီပထမတိုက်ခိုက်ခံရပြီးတော့အပိတ်ဆို့ခံထားရတဲ့အခြေအနေပါအဲ့ဒါကိုကြောက်ပြီးတော့မုံရပသိမ်လန်းကိုရှင်းဖို့အတွက် သူတို့ကတင်ကားတွေတန်ချက်ကရင်တွေကိုအသုံးပြုလာတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သူတို့ပျော့ပျော့နေတဲ့ညီရင်းစစ်တွင်ထဲမှာအကြမ်းမဖက်စစ်ခွေးတက်ဘလောက်တောင်သွေးပြတ်နေတယ်ကျွန်တော်တို့ရဲ့စစ်စင်ရဘလောက်ထိအောင်မြင်နေလဲဆိုတာကို AR မှာရှိတဲ့ဒေတာခံတွေအတိဆုံးဖြစ်ပါလိမ့်မယ်လက်ရှိ AR ကဒေတာခံတွေဟာရန်ကုန်ကိုစစ်ဆောင်ဖို့ ပြင်ဆင်နေကြပြီးအချို့စစ်ဆောင်သွားကြပြီးဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်မိဘတွေအကြတိတင်တော့သိရမှာဖြစ်တယ်ဟုတ်ပြီသူတို့ကတော့ကျွန်တော်တို့အဲ့ဒီနေရာကိုဖိတ်ချုပ်မနိုင်ဘူးအတွက်ဒါမှမဟုတ်ကျွန်တော်တို့စစ်စင်ရေဘယ်အထိသွားမလဲဆိုတာကိုသူတို့တွေကခံမှန်းပြီးပေါ့ခံမှန်းခံမှန်းဖို့အတွက်အဲ့ဒီနေရာကိုနေမင်းရှင်းလင်းလုပ်နေတာပါကျွန်တော်ပြောချင်တာကတော့ သူတို့ကပဲနေမြင်ရှင်းလင်းရေးလုံနိုင်မလားကျွန်တော်တို့ကပဲဒီခွေးငစနူကောင်းတွေအကုန်လုံးကိုတုတ်တင်ရှင်းလင်းနိုင်မလားဆိုတာကိုကျွန်တော်ရဲ့မိဘတွေစောင့်ကြည့်ပေးပါခါတဲ့အဆက်တဲ့ပြောပါမယ်ကျွန်တော်တို့ကတော့အကုန်လုံးကို ရှင်းပါပါဒီကောင်တွေရှင်းကျင်ရှင်တော့မြက်ပဲရှင်းလို့ရပါလိမ့်မယ်လို့ပဲကျွန်တော်ကြိုပြီးတော့အတိပေးကျင်တာဟုတ်ပါ ကျွန်တော်တို့စလင်းတညောင်းလမ်းကိုအတုံးမပြူဖို့ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြေညာထားပါတယ်ကြောင်းမိပါတွေအာ3ပြုစင်ကျင်ဖေးပါပြီးတော့အဲ့ဒီအခြေအနေမှာကျွန်တော်ဖတ်စစ်ခွေးတက်ဟာတစင်မီတစင်စုပ်ပြေးခွာပြေးခံပြေးနေရတဲ့အခြေအနေမှာညောင်းကျိုးကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်ရပိတ်ဆို့ပြီးပါဘူး ဟုတ်ပြီညောင်ကျချသွားပြီဆိုရင်ကပ္ပစာအကျမဖတ်စစ်ခွေးတက်ရဲ့လက်နဲ့ထုတ်ဆက်ယုံကျွန်တော်လက်ထဲကို ရောက်ရှိလာမှာဖြစ်တယ်ဆိုတော့သူတို့တွေဒါကိုအကြောက်လန့်ကြီးပြင်ဆင်နေရတာ ਨੇ ဒါကိုမကြဖို့အတွက်အထူး special သူတို့တွေစုတ်ခါခံခါပြေးခါနဲ့ပြင်ဆင်နေရတဲ့အခြေအနေမှာကပ္ပစအတွင်းထဲမှာရှိတဲ့ငစနူကောင်းလေးကိုပါထုံနှုတ်သုံးဆွဲနေရတဲ့အခြေအနေနဲ့နောက်ဆုံးအခြေအနေမလှတော့တဲ့အချိန်မှာရန်ကုန်မော်ဘီဒဲကခွေးသားပေါက်တွေကိုပါစစ်ကူပြပုထားတယ်လို့ကျွန်တော်တို့သိကြတဲ့သတင်းတွေရရှိထားပါတယ် ဆိုတော့ရန်ကုန်ဒေကအချမ်းမဖတ်စစ်ခွေးငစနူကောင်တွေသင်တန်းစင်သင်တန်းတက်ဆဲမနူးမနှံ့ကောင်တွေကိုပါ ကျွန်တော်တို့စီပေးပို့နေရတဲ့ဆိုရင်တော့ကျွန်တော်တို့မိဘပြည်သူတွေဓမ္မပတ်တော်သားတွေကျွန်တော်တို့ခยีဘယ်ထိရောက်နေပြီလဲဆိုတာကိုတွေးမြင်လို့ရပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်မဟာမိတ်ဖူပေါင်းတပ်ဖွဲ့ဝင်တွေဟာညောင်ကျိုးကိုတိုက်ပြီးသွားရင်အုပ်ရှိပင်ကကပါစခွေးတွေအလုံးမစီကြိုက်ဖို့အတွက်တယောက်တစ်စီးအိတ်ကက်ထဲမှာထည့်ထားပါလို့ကျွန်တော်ကြိုပြီးတော့ပြောချင်တယ်ကျွန်တော်ကြိုပြောထားရဲ့ဒါနဲ့အဲ့ဒီအုပ်ရှိပင်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးကပါစကကောင်းတွေနဲ့အဲ့ဒီမိသားစုဝင်တွေတခါတရံမှာစာမတက်ပေမတက် ခွေးမထွေပါ ဝင်ပြီးတော့ဥမဲဆိုရှင်တော့ဘာကိုမှကျွန်တော်တို့ပီခါခွေးလမပေါ့ဘူးဆိုတာကို ကြိုပြီးတော့ကျွန်တော်အတိပေးချင်ပါတယ်အကျွန်မဖက်စစ်ခွေးတက်ဘလောက်ထိတောင်ဒါရုပ်ပြက်ဆင်းပြက်ဖြစ်နေလဲဘလောက်ထိတောင်သွေးပြက်ခြောက်ခြားနေလဲဆိုရင်ပြည်ထိသိမ့်မယ်လို့သူတို့ကအရန်ကိုစိုးရိမ်နေကြတယ်ဆိုတော့ ဒီတိသိမ့်မှာဆိုလို့ AR မြကူတရားကြီးကိုအကျောင်းဖက်စစ်ခွေးတက်ကမိုင်းထောင်ထားတယ်လို့ကျွန်တော်တို့တင်ပြရှိထားပါတယ်ဆိုတော့ AR မြကူတရားဆိုတာကျွန်တော်တို့ဒါဒေတာကန်တွေအဓိကအသုံးပြုတဲ့တရားကြီးဖြစ်ပါတယ်ဒီလိုတရားကြီးကိုတောင်မှသူတို့တွေဖြည့်ဆည်းဖို့အတွက်ပြင်ဆင်ထားပြီးပါပြီဆိုတော့ သူတို့တွေဟာအခုလိုမျိုးကျွန်တော်တို့နိုင်ငံအတွင်းတက်ကမိန်လမ်းမကြီးတွေကိုဖျက်ဆီးခဲ့တာတွေပြီးတော့အခြားသောတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့စစ်မျက်နှာပြင်တွေမှာတရားတွေကိုချိုးဖျက်ခဲ့တာတွေကိုလည်းကျွန်တော်တို့တွေ့မြင်ခဲ့ပြီးဖြစ်တယ်အခုဆိုရင် ARD မိကူတရာကြီးကိုတော့မိုင်းထောင်ဖျက်ဆီးဖို့ပြင်ဆင်ထားပြီးပြီ BT သိမ်းမှဆိုလို့ကျွန်တော်တခါတည်းပြောပြရစီ ပြီမှလည်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရှိပါတယ်။အင်းနဲ့အားနဲ့တိုင်းချီပြီးတော့ရှိပါတယ်။ဆိုတော့ဒီနေ့ပတ်သက်တဲ့ကျွန်တော်ရဲ့မိဘတွေကောင်းကောင်းသိမှာပါ။ဆိုတော့ဒီစစ်စင်ကြီးဟာကျွန်တော်တို့အာအမှတ်တမဲ့စစ်စင်ကြီးမဟုတ်ပါဘူး။ကျွန်တော်တို့ဒါတွေအတွက်စူးစမ်းပြင်ဆင်နေကြရတာကြပါပြီ ဆိုတော့တစ်ခါတည်းကမှကျွန်တော်ဒရင်းတင်ဆက်တဲ့ပုံစံတွေကျွန်တော်မိဘတွေကို sharing ပြန်လုပ်တဲ့သတင်းတွေမှကြည့်မယ်ဆိုရင်အတိုက်ပွဲစစ်မျက်နှာပြင်အချို့ကိုဖွင့်ထားတယ်ဒါပေမဲ့အခြားသောဘက်မှကျွန်တော်တို့ချင်းကပ်ဆောင်ရွက်ရတဲ့အခြေအနေတွေကိုလည်းကျွန်တော်မိဘတွေဒါနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ဒီလူယုံမှအုပ်စုဒီအာနာယူအုပ်စုဟာသူတို့ ်ဆက်ဖို့အတွက်အကုန်လုံးကိုသူတို့တွေရင်းသွားမှာဖြစ်တယ်။ဆိုတော့ကျွန်တော်နိုင်ငံတွင်းထဲကဒါလန်ဒါတွေကိုလည်းဖြတ်စည်းခဲ့ပြီးဖြစ်တယ်။ဒါတွေကိုဖြတ်စည်းဖို့ကိုလည်းသူတို့တွေဝင်လေးမှာမဟုတ်ဘူး။နောက်ဆုံးသူတို့တွေပိတ်မိရင်တောင်မှအဲ့ဒီပိတ်မိတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဒါအရသာပြည်သူတွေကိုဖို့ဖို့ညံ့ညက်ကြည့်အောင်ဘုံကျဲဖို့တောင်မှ ဆုံးဖြတ်ထားလေရောသလားဒါကြောင့်ဒါဟာနောက်ဆုံးပွဲလို့ကျွန်တော်မိဘတွေကိုကျွန်တော်အတိပေးလို့ထားပါဒီပွဲဟာထိခိုက်နစ်နာမှုတွေရှိပါမယ်ပြီးတော့ဆုံးရှုံးနိုင်တာတွေလည်းရှိပါမယ်ကျွန်တော်တို့ဟာပြည်သူကိုဗဟိုပြုတ်တော့ပြည်သူရဲ့အမိန့်ကိုနာခံတော့တပ်ဖွဲ့ဝင်တွေဖြစ်ဖို့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်စူးစမ်းနေကြတာပါ လက်ရှိအချိန်မှာလည်းပြည်သူကပေါက်ဖွားလာတဲ့ရဲဘော်လူငယ်တွေဖြစ်ပါတယ်ကျွန်တော်ပြည်သူမကြိုက်ဘူးဆိုရင်ကျွန်တော်မှားသွားရင်တောင်မှပြင်ဖို့ကိုကျွန်တော်တို့အတွက်အမြဲအစဉ်သင့်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ AR မှာရှိတဲ့အကြမ်းဖက်ဖက်စစ်ခွေးငစနူကောင်တွေဟာနေရောညာရောမိတ်နိုင်မစားမနိုင်ဖြစ်နေကြသလိုနေပြီးတော့မှရှိတဲ့ကောင်တွေကလည်းခုံလှုပ်နေကြပါတယ် ဆိုတော့ဒီခြေနှီးကိုကောင်းကောင်းရိပ်စားမိတယ်သူတို့ရဲ့ဗဖက်ကြီးဟာရရှာကိုတွားပြီးတော့နောက်ဆုံးအခွင့်အရေးကိုနောက်ဆုံးသောမျှော်လင့်ချက်အနေနဲ့တွားရောက်ပြီးတော့အခုသူသွားတဲ့ခရီးစဉ်အောင်မြင်ပါပြီအောင်မြင်ပါချောင်းကိုရရှာကနေပြီးတော့ကျွန်တော်တို့နိုင်ငံကိုပြန်မရောက်ခင်တဲ့ကိုကရှာရှာပါပါဖုန်းမဆက်ဖူးဆက်ဘူးနဲ့ ်ဖုံးဆက်ပြီးတော့မှကြွားလုံးထုတ်ခဲ့ရတဲ့အခြေအနေကိုကျွန်တော်ရဲ့မိဘတွေကြည့်မယ်ဆိုရင်ဒီကောင်တွေရဲ့လက်ရှိစစ်ရှုံးနေတဲ့အတိုင်းအတာဘလောက်ထိအခြေအနေဆိုးရနေပြီလဲပြီးတော့သူတို့ရဲ့တက်ကိုသူတို့တွေဦးစီးလို့မရနိုင်တော့တဲ့အခြေအနေပြီးတော့တက်တွင်းမှာရှိတဲ့ကောင်တွေကလည်းမြင်ညွတ်တော့တဲ့အခြေအနေတွေကိုကျွန်တော်ရဲ့မိဘတွေ ရိတ်စားမိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာမြေပြင်မှမာမိတ်စစ်စင်ရေးတွေကိုပူပေါင်းဖို့အတွက်အမြဲတမ်းအစင်သင့်ရှိနေတယ်လို့ကျွန်တော်တို့ရဲ့တရင်တပ်ဖွဲ့တွေကျွန်တော်တို့ရဲ့စစ်တေသတွေအလိုက်လှုပ်ရှားတဲ့စစ်စင်ရေးတွေမှာ ကြီးမားသောအပြောင်းလဲတွေထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိပါတယ်ဆိုတော့ဒီလိုအခြေအနေကြောင့်လည်းပဲအကြမ်းဖက်ဆစ်ခွေးတက်ဟာကျွန်တော်တို့ ဒါသတင်းရင့်ညစ်တွေကိုအခြေခံပြီးတော့တို့တွေဟာကျွန်တော်တို့ကိုတွေးခွဲနေခြင်းဖြစ်ပါတယ်ဒါဟာတို့နောက်ဆုံးတက်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေဒီကနေ့မှထပ်ပြီးတော့ကျွန်တော်အတိပေးခြင်းနဲ့ညီကုန်းစကားတစ်ခုရှိပါအဲ့ဒါကတော့တောင်ခမ်းမှာစုပ်ပေးလိုက်တာမရှိဘဲနဲ့ဝင်းရန်ပိတ်ဆို့လိုက်တာဖြစ်တဲ့အကြောင်းကို TNLA ကကျွန်တော်တို့တိကျတဲ့အတင်ရရှိထားပါတယ် ဆိုတော့အချို့ကျွန်တော်တို့ဒါ channel တွေမှာဆိုရင်တွေ့ရပါတယ်အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့ national lobby ကောင်တွေဟာဒါငောက်ကြွငောက်ကြွဖြစ်နေတယ်ပြီးတော့တောက်ခမ်းမှာရှိတယ်ကျွန်တော်တို့ရဲ့ဒါတက်ခိုက်သိမ့်ပိုက်ထားတဲ့နေရာတွေကိုသူတို့တွေပြန်လဲစိုးမိုးနှိုင်တယ်ပြန်လဲထိန်းချုပ်နှိုင်တယ်ဆိုတော့ဓာတ်တွေကိုဝေးဆာဆာတွေထုတ်ပြမရှိမဲရှိမဲဘယ်လိုပြောမလဲဗျာဒါသူတို့ရဲ့တည်င်းပေါ့ဗျာသူတို့ရဲ့တည်င်းပြီးတော့ကျွန်မဖက်စစ်ခွေး အဲကဘာကိုပတ်နေတဲ့ဒီဇိုင်းမျိုးတွေနဲ့သူတို့တွေက lobby လုပ်ပေးနေတာဟာတောင်ခမ်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်တွေရဲ့နောက်ဆုံးအခြေအနေတရက်ကိုကျွန်တော်မိပါတွေမကြခင်ထပ်မှန်ပြီးတော့သတင်းကောင်းကြားရမှာဖြစ်တယ်ကျွန်တော်စစ်စင်ရေးအတောင်ခမ်းတစ်ခုတည်းမဟုတ်ဘူးကျွန်တော်စစ်စင်ရေးဟာပတိန်တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်မိပါတွေကိုအတိပေးလို့လေဒါကြောင့်လည်းပဲသူတို့ဟာ ARD မိကူတရာကြီးကိုတောင်မှ ုံနောက်မဲ့စွာမိုင်းစင်ထားတယ်ဆိုတဲ့အကြောင်းကို join မိပါတွေကိုအတိပေးရင်းနဲ့ဒီမဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကြိုးစားပေးနေပါတယ်။လက်နက်ပေးစေပေးကပ်ပေးနဲ့မေးပေးပါကြားအောင်လည်း join မိပါပြည်သူရဲဘော်ရဲဘော်တူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့အကြောင်းလေးလေးနက်နက်စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ။